ို့ကလည်းပြောလဲပေါ့ကိုယ်စတိုင်လေးနဲ့ကိုယ်အဲ့လိုအဲတရုတ်ဆောင်လာပို့ပို့ပြီးတော့ကောင်းမယ်ပေါ့နော်ခွဲထွက်နေတယ်ဒါပြင်မဲ့ခွဲထွက်တဲ့ဆိုပေမဲ့အဲ့လိုပေါ့ကျွန်တော်ခဏခဏပြောပါတယ်ခွဲထွက်တဲ့ဆိုပေမဲ့ကျွန်တော်ကအရန်ကိုသားကြီးကိုအရန်ကြိုက်ခဲ့တဲ့သူကိုသူများတွေကြိုက်တာနဲ့ပို့ပို့ကြိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ကသူ့ကိုအဲလေးလဲလေးစားတယ်နောက်ပြီးတော့သူ့ item မျိုးကတကယ်လဲရှားပါတယ်တကယ်ရှားတဲ့ item မျိုးဖြစ်တယ်အဲ့တော့ကိုကသူ့ကိုကြိုက်တဲ့လူဖြစ်တဲ့အတွက်ခွဲထွက်တာထွက်တာပဲတခါကလေးမှပြန်ပါလာတယ်ပေါ့နော် သူ့မှုတွေပေါ့အဲသူ့ရဲ့လှူရှားမှုတွေအဲ့လိုမျိုးပြန်ပါလာပါတယ်သွားပြီဘာမှမရှိတော့ဘူးတကူမှမရှိတော့ဘူးကွာငါပေးထားတဲ့အကုန်လုံးပါလွားလိုက်ဒီဒီဝတ်စုံကတော့အဲဘယ်လိုဘယ်လိုပြောရမလဲဆိုတော့တော်တော်များများလည်းစတာပါတော့အဲဟောမင်းအမြင်တိုင်းအဖြူတွေကြီးပဲအဖြူတွေကြီးပဲအဲ့ဒါလည်းထပ်ပြောပြအောင်မယ်တချို့ကကိုတိုင်းကြီးအဖြူရမ်းဝတ်ထားဟုတ်ကျွန်တော်ကလည်းအဲ့လိုအဖြူကိုကြိုက်တာအဲ့မှာခုနကပြောသူပဲ ်သူကိုတိုင်းလိုက်ဝစ်လို့ကျွန်တော်လည်းကလုံးဖြစ်ချင်လို့လိုက်ဝစ်တာမဟုတ်ဘူးပင်ကိုကကျွန်တော်အဖြူကိုကြိုက်တာဖြူကိုကြိုက်တော့အမှထင်အောင်တမားကြီးဖြစ်ကုန်အောင်အားဒီကောင်ကိုတိုင်းနဲ့တူချင်းလို့ဟိုဆင်ချင်းလို့နာမည်ကြီးချင်းလို့လိုက်ဝစ်တယ်မဟုတ်ပါဘူးပင်ကိုကကျွန်တော်အဖြူကြိုက်တာပါအဲကိုတိုင်းကလည်းအဖြူကြိုက်တာနဲ့တော့အမှထင်အောင်တမားကြီးဖြစ်ကုန်အောင်အဲဒီနေ့ကတော့ဒီနေ့ကတော့ဟောပေါ့အီချာကွေးအီချာကွေးကြော်ညာပေါ့ကိုကြော်ရင်းတဲ့ညီများအီချာကွေးပေါ့နော်အဲ့ဒါကြော်ညာတာအဲကြော်ညာကဟောပါတယ် ဒေါ်မာယာနောက်ပြီးတော့ဟိုခိုင်စာသွေးနောက်ဣတဒါဖြူအဲသူတို့တွေပါပါတယ်လေးအောင်အဲသူသူကဘလို့ပုံစံမျိုးလဲဆိုတော့ဟိုတုန်းကကိုသားကြီးတို့ကိုလွင်မိုးတို့ခက်ကပုံစံမျိုးပေါ့တချင်းလေးနဲ့ဒီဘက်မှာကျွန်တော်ကဒါလေးကိုဒီဘက်ကအဲအကြွေးကိုကောင်းနေဆိုတဲ့ဟာလေးကိုပုံဖော်ပေးတာပေါ့နော်အဲအခုဒီနေ့ထက်မှတော့တော်တော်လေးတော့တိုးတက်လာပြီလို့တော့ယူဆယူဆလို့ရပါတယ်ဒါမဲ့ကိုလိုချင်တဲ့ နေရာတခုလုံးဝမရောက်သေးပါဘူးတော်တော်ဝေးသေးတယ်ကိုလိုချင်တဲ့နေရာနဲ့ကိုအခုလက်ရှိအဆင်ပြေနေတယ်ဆိုပေမဲ့တော်တော်လေးလှမ်းသေးတယ်ကိုလိုချင်တဲ့နေရာနဲ့ကိုကလောဘကြီးတဲ့လူဆိုတော့အမ်ဘယ်လိုမျိုး feeling feeling ရှိလဲဆိုတော့တချို့ကပြောတယ်အဲ့လိုမျိုးပေါ့နော်နောင်တရလာပေါ့အဲ့စကားတော့ခဏခဏမေးတယ်မင်းနောင်တမရဘူးလားပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်ကိုမောင်းခဲ့တဲ့အချိန်ကပတ်စံလက်တာရတယ်နောက်ပြီးတော့နှစ်သက်ကလည်းရှိတယ်ဒီပတ်စံလက်တာဆုထားပြီးတော့အဲ့တော့အရစ်ကြတွေပေါ်တာဟုတ်ကားအရစ်ကြတွေမင်းသာကားအရစ်ကြ ဲ့ပစံတွေကိုစုမယ်အချိန်တွေမဖြုံဘူးကားရစ်ကြတာဝယ်လိုက်မယ်ဆိုရင်မင်းဒီဒီချင်းမှာအုံလာတယောက်ဖြစ်နေပြီပေါ့နော်၃၄၅စီးဖြစ်နေပြီအခုမင်းကအမှုပညာကိုပဲစောင့်ချလို့တော့ဒါလေးမပိုင်ဆိုင်ခဲ့ရဘူးပေါ့အဲ့အတွက်မင်းနောက်လာမရဘူးလားလို့ခဏခဏမေးတယ်ကျွန်တော်ကမေးတိုင်းဘသူပဲမေးမေးဘယ်နှခါပဲမေးမေးဘတော့မှရမှာမဟုတ်ဘူးလို့အခုလည်းမရဘူးနှောင်းလည်းရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုအရန်မြန်လို့တဲ့အရာဝတ္ထုတခုကိုကိုကလုံနေရတာ哦ကိုအရန်ချစ်တဲ့အမှုပညာကိုလုံနေရတဲ့အတွက်ဘတော်မှနောင်လာရမှာမဟုတ်ဘူး ချို့ကလည်းပြောတယ်ပေါ့ကိုယ်စတိုင်လေးနဲ့ကိုယ်အဲ့လိုတရုတ်ဆောင်လာပို့ပို့ပြီးတော့ကောင်းမယ်ပေါ့နော်ခွဲထွက်နေတယ်ဒါပေမဲ့ခွဲထွက်တဲ့ဆိုပေမဲ့အဲ့လိုပေါ့ကျွန်တော်ခဏခဏပြောပါတယ်ခွဲထွက်တဲ့ဆိုပေမဲ့ကျွန်တော်ကအရန်ကိုသားကြီးကိုအရန်ကြိုက်ခဲ့တဲ့သူကိုသူများတွေကြိုက်တာနဲ့ပို့ပို့ကြိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ကသူ့ကိုလေးလဲလေးစားတယ်နောက် ပြီးတော့သူ့ item မျိုးကတကယ်လဲရှားပါတယ်တကယ်ရှားတဲ့ item မျိုးဖြစ်တယ်အဲ့တော့ကိုကသူ့ကိုကြိုက်တဲ့လူဖြစ်တဲ့အတွက်ခွဲထွက်တာထွက်တာပဲတခါတလေမှပြန်ပါလာတယ်ပေါ့နော် သူ့မှုတွေပေါ့အဲသူ့ရဲ့လှူရှားမှုတွေအဲ့လိုမျိုးပြန်ပါလာပါတယ်ဒီဒီဝစ်ဆောင်ကတော့အဲဘယ်လိုဘယ်လိုပြောရမလဲဆိုတော့တော်တော်များများလည်းစတာပေါ့နော်အဲဟောမင်းအမြင်တိုင်းအဖြူတွေကြီးပဲအဖြူတွေကြီးပဲကျွန်တော်လည်းဘယ်လိုလဲမသိဘူးအထဲဆိုင်လည်းဝင်သွားရင်လည်းအဲ့လိုမျိုးပဲစအကျဉ်ဆုံးကြည်တာအဖြူပဲကြည်တာအဲ့အဖြူဘလို့မှမတွေ့တော့ဘူးကိုယ်စိတ်ကြိုက်မဟုတ်တော့ဘူးဆိုမှဓမြအယောင်အဲ့ဒါတော့မှပဲဆယ်ကမှနှစ်ခါလောက်ပဲဓမြအယောင်ဝယ်ကျန်တာအဖြူပဲဟိုဘယ်လိုဘယ်လိုပြောရမလဲဆိုတော့ငကိုးထဲမှာအဖြူကိုကြိုက်တာ ဲ့ဒါလည်းထပ်ပြောပြအောင်မယ်တချို့ကကိုတိုင်းရအဖြူရမ်းဝစ်ထားအောင်ကျွန်တော်ကလည်းအဲ့လိုအဖြူကိုကြိုက်တာအဲ့မှာခုနပြောသူပဲ तू ကိုတိုင်းလိုက်ဝစ်လို့ကျွန်တော်လည်းကလုံးဖြစ်ချင်လို့လိုက်ဝစ်တာမဟုတ်ဘူးပင်ကိုကကျွန်တော်အဖြူကိုကြိုက်တာအဖြူကြိုက်တော့အဲ့မှာထင်အောင်တမကြီးဖြစ်ကုန်အောင်အားဒီကောင်ကိုတိုင်းနဲ့တူချင်းလို့ဟိုဆင်ကျင်လို့နာမည်ကြီးကျင်လို့လိုက်ဝစ်တယ်မဟုတ်ပါဘူးပင်ကိုကကျွန်တော်အဖြူကြိုက်တာပါအဲကိုသားကြီးကလည်းအဖြူကြိုက်တာလည်းတော့အဲ့မှာထင်အောင်နေမကြီးဖြစ်ကုန်ကိုကအရင်လို့ပြောလို့ရတယ်ပေါ့ ဒါပေမဲ့ကိုကအရင်လိုပြောလို့ရတယ်ပေါ့ဒါပေမဲ့နောက်လူတွေကြတော့သူကလိုက်လောက်တာကျွန်တော်တို့ကျွန်တော်ကြတော့အဲ့လိုလိုက်လောက်တာမဟုတ်ဘူးခုနလိုပဲအရန်ကြိုက်တဲ့ကိုအရန်ကြိုက်တဲ့အမှုပညာရှင်ဖြစ်တဲ့အတွက်သူ့ရဲ့လွှမ်းမိုးမှုတွေကကျွန်တော်မှာအပြစ်ဖြစ်နေအဲ့မှာတွတ်တွတ်ပြီးတော့အတူတာလို့ဆင်တာလို့တော့ရှိမှာပေါ့နော်အဲကိုကလိုက်တော့မလုပ်ပါဘူးလိုက်မလုပ်ဘူးဆိုတာခုနကပြောသလိုကိုကြောင့်ကိုသားကြီးရဲ့ image ပြတ်သွားမှာကြောက်တယ်အဲအဲ့လိုစိုးရင်လေအဲ့လိုမြန်လို့တာသူ့အာ တချို့ကြတော့အဲ့လိုတူအောင်ပေါ့အတင်းလိုက်လို့ဘေးသောင်းလေးကြီးဟိုဟာလေးလို့ကျွန်တော်မလုပ်ပါဘူးအဲ့လိုမျိုးမလုပ်ပါဘူးတကယ်ပါငါဆိုတဲ့ယောက်ျားမျိုးပါလေလေဘယ်သူအမိန်ပေးတာမှနာခံခဲ့တဲ့ယောက်ျားမျိုးမဟုတ်ဘူးဟမ်အဲတိတ်မဆုံးပြစ်ကြတော့ပါဘူးတိတ်မဆုံးပြစ်ကြဘူးဆိုတာကဟိုအနုပညာလောကလည်းပြတ်သွားတာလည်းပါတယ်ပေါ့နော်နောက်ပြီးတော့အဲ့လိုကိုလန်းကိုရှောက်ကြတာလည်းပါတယ်ပေါ့အောင်မြင်တဲ့လူလည်းအောင်မြင်ပေါ့နော်ပုံမှန်ရက်တည်နေတဲ့လူတွေလည်းရက်တည်နေကြတာပေါ့နော်အဲ့လိုမျိုးဆိုတော့မဆုံးဖြစ်တာများပါတယ် စစ်နိုင်လို့ဘာလို့ဆိုတာကျွန်တော်တို့ ਨੇ တငယ်ချင်းအရင်းချာတွေပါပဲစစ်နိုင်ဆိုလို့ရှင်သူပထမဆုံးရိုက်တဲ့ကားကကျွန်တော် ਨੇ တင်ကျွန်တော် ਨੇ ရိုက်တာပေါ့တင်နေဆုံးတော့ဟိုစကားဟိုဖောင်းလို့ပြလောပေါ့ကျွန်တော် ਨੇ အတူတူရိုက်တာအဲသူပထမဆုံးကား60စာချုပ်ချုပ်တာနှစ်ကားကကျွန်တော် ਨੇ ရိုက်တာရိုက်ပြီးမှအဲအလိုဟိုဖြစ်ကြတာပေါ့သူ ਨੇ ကျွန်တော် ਨੇ အလိုပေါ့ကျွန်တော်ခေါင်းဆောင်ရိုက်နေတဲ့အချိန်မှာသူ ਨੇ ဆုံးတာဆုံးပြီးတော့ဟိုပါပေါ့ခင်သွားကြတာပေါ့အဲကနေပေါ့ဟိုသူလည်းစူးစမ်းကိုလည်းစူးစမ်းပေါ့နော်အဲမဲ့ဟိုအမှုပညာကွန်းတော့ပြောလို့ပဲဘယ်လောက်ကြီးပဲစူးစမ်းစူးစမ်း ်သူကစမ်းရှိဖို့လည်းလိုတယ်နောက်က background ရှိဖို့လည်းလိုတယ်အဆက်အသွယ်ကောင်းဖို့လည်းလိုတယ်နောက်တစ်ခုကတော့ဖားတတ်ဖို့လည်းလိုတယ်ဖားတတ်ဖို့လည်းလိုတယ်ကိုရီးယားအိုင်လိုင်းနဲ့မှအဲ့ပြောတဲ့၃၄ခုထဲမှာအာနက်ချက်တည်းကကို့မှာလာစုနေသလိုဖြစ်နေလေနော်အဲ့တော့တခါဒီဘေးရောက်တာပေါ့